မတန်မိသားစုကဒီလိုကားလေးတစ်စီးလောက်တော့စီစဉ်ကောင်းမယ်ဆိုတဲ့ဖုန်းဖုန်းကတွေးလို့ဝင်လာဝင်လာတဲ့အဲ့ရနေပြီးတော့ဖုန်းဖုန်းကိုယ်တိုင်လည်းဟိုတမတန်ရဲ့စေတနာမေတ္တာတရားကိုနားလည်လို့အဲ့ဒါပြည်တွင်းပြည်ပ900သားသမီးတွေစုပေါင်းပြီးယခုလိုကျိုးစားပန်းစားနဲ့စီစဉ်ဖြစ်လို့ယခုလို380ကားတစ်စီးဖုန်းဖုန်းလှုပ်ဖြစ်သွားတာပါ ူဇာတာအမမန်ဖုံဖုံတပီတော်တို့ခကြီးသွားတာအဆင်မပြေဘူးအမမန်တော့ဒီတိုင်းပြောလိုက်တာဖုံဖုံကတကယ်ကိုလက်တွေ့ချက်ချောက်အကောင့်တယ်ပေါ့တအားလေးဝမ်းသာသွားတာကာလီတအားကောင်းတော့မဝယ်လောက်ဘူးလို့ထင်တာအမမန်တော့ဟိုဝစ်တက်လောက်ပဲထင်တာပေါ့ဆရာတော်ဖေအောင်အမြဲတမ်းပန့်ပိုးပြနေတဲ့ခုနှစ်ရသားသမီးအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျာ တမ္မတံကိုဖုံဖုံစသတာကတော့ဖုံဖုံတို့ထိုင်ဝမ်မှာဖုံဝါကြွဘူးတော့ထိုင်ဝမ်ဒီကနေပြီးတော့တင်းတင်းလျောက်မတဲ့တာမန်အခြေခံလူတိုင်းတိုင်းစားသုံးနိုင်တဲ့ထမင်းဆိုင်လေးတိုင်းတိုင်းကိုရှာလိုက်ပါဆိုတော့ဖုံဖုံတမ္မတံကိုကြွတွေ့တွေ့နေအဲ့ဒါနဲ့ဖုံဖုံတို့စင်ဟိုတန်းစိတ်ကန်းကအလုသမား900အတွက်ရှေ့ဦးစွာလှူဖြစ်အဲ့ဒီဘိုးတော်စိတ်ကန်းကကိုနေကိုချအလုသမားတွေလှူဖြစ် အဲ့နေစပြီးတမတ်တန်ရဲ့စိတ်စဉ်းစားရင်မေတ္တာမှန်ကိုသိလာပြီးတော့ဘုံတောက်လျှောက်အားပေးလာရင်လည်းယခုတမတ်တန်မိသားစုကိုကြော်ကြော်နေရတာမျိုးကိုရင်းတို့ခင်မြင်သွားတာပါ မတံမိသားစုကဒီလိုကားလေးတစ်စီးလောက်တော့စီစဉ်ကောင်းမယ်ဆိုတဲ့ဘုံဘုံကအတွေ့လေးဝင်လာဝင်လာတဲ့အရာနေပြီးတော့ဘုံဘုံကိုယ်တိုင်လည်းဟိုတမတံရဲ့စေတနာမေတ္တာတရားကိုနားလေလို့အဲ့ဒါပြည်တွင်းပြပ900သားသမီးတွေစုပေါင်းပြီးယခုလိုကျိုးစားပန်းစားနဲ့စီစဉ်ဖြစ်လို့ယခုလို390တန်ကားတစီဘုံဘုံရှိဖြစ်သွားတာဘုံဘုံပူဇာတာအမမှန်ဘုံဘုံတပည့်တော်တို့ခကြီးတော့တာအဆင်မပြေဘူး ဖုံဖုံကလာနေသွားနေကြဆိုတော့ဖုံဖုံတစည်းလောက်စီစဉ်ပေးပါအောင်ဖုံဖုံအမမန်တော့ဒီတိုင်းပြောလိုက်တာဖုံဖုံကတကယ်ကိုလက်တွေ့ချက်ချောက်အကောင့်တယ်ပေါ့တအားလေးဝမ်းသာသွားတာကားလေးတအားကောင်းတော့မဝယ်လောက်ဘူးလို့ထင်တာအမမန်တော့ဟိုဝစ်တော့လောက်ပဲထင်တာပေါ့အကူအနေနဲ့ဝစ်တော့ဘယ်လိုသွစီမဖမ်းမှာပေါ့အဲ့တော့ဒါ license ကားလေးကိုစီစဉ်ပေးတာပါဗျဖုံဖုံကလည်းခုနကသူ့ပထမကားတကယ်ကြီးမေ့တဲ့ဘာဖြစ်လို့ ပထမကရှိပါတဲ့နဲ့ပူဇော်တယ်ပထမကလည်းသူကဘယ်နေရာရောက်ရှင်ဖုံးဆက်ပြီးဖုံဖုံရေကားတော့ဘယ်နှမပြတ်သွားပြန်ပြီဖုံဖုံရေဘယ်နှမကားပြတ်သွားပြန်ပြီခဏခဏပြောနေတော့ညီကိုရင်ဩကိုလိုပဲခံစားမိတယ်ဒါကြောင့်ဒီဥစ္စာတွေတော့ဖြစ်မိနေရှားမှာပဲဆိုပြီးတော့ဒီလိုကူညီပံ့ပိုးမှုတာပေါ့နှိကြဆုံးဘဝကနေလာတာ우အဲ့တော့ဒီလိုအခြေအနေတစ်ခုရောက်လာအောင်လို့အများကြီးဒါဗုဒ္ဓဘာသာဆရာတော်တွေကဆိုလဲအများကြီးပံ့ပိုးတယ်ဒါကျွန်တော်တို့မွတ်စလင်တိုင်းဝိုင်းဆိုလဲအများကြီးပံ့ပိုးဘာသာဆုံးမှာ ကျွန်တော်ကိုအများကြီးဟိန္ဒူဆိုတဲ့ဟိန္ဒူတွေကခရစ်ယာန်ဆိုတော့ဘာသာဆုံးဘာကြောင့်လဲဆိုတော့လှေတစည်းထွက်ဖို့ဆိုတော့တက်တည်လိုတာပေါ့ကျွန်တော်ကလှေပဲစောက်ခဲ့တာဒါပေမဲ့တက်တည်အားလုံးနဲ့လှော်တော့လေယနေ့ကျွန်တော်ဒါတနစ်ခွဲတိုင်ကိုနှစ်နှစ်တောင်ကိုးလာပိုင်ဆိုပြေးပါပြီဗျဒါတကယ်ကိုလည်းကျေးဇူးတင်ပါတယ်ဗျလူပေးတဲ့အလူရှင်နဲ့မောင်ကျော်ကျော်ပြောသူလို့ပေါ့သူကလှေတစည်းဘေးနာတက်တည်အားကိုးတယ်ဆိုတာအဲ့တက်တည်အားကိုးရင်ကိုးသူလို့တက်တည်အားကောင်းရင်ကောင်းသူလို့တောက်ခံနိုင်မှာပေါ့အားရကြအောင်မလို့ဒီနေရာလာပြောခြင်းနဲ့ အဲ့တက်တွေအာကောင်သေး၍သူတောက်ခံနိုင်မှာပါ။ဒါကြောင့်မို့အလုံးနဲ့တွေ့တဲ့ပုံစံတွေပဲရှိတဲ့ခုမြင်နေကြတဲ့ပုံစံတွေလေဒီတမ္မတန်ထမင်းဆိုင်ဟာအများပြည်သူအတွက်အမတမ္မကိုမရှိတဲ့အောက်ခြေလူဒန်းစားရေးအတွက်အစဉ်ပြေတင့်တောင်တင့်တဲ့ဆိုင်ဖြစ်ပြီးတက်တတဲ့အားဖြင့်ဝိုင်းဝီကူညီပံ့ပိုးခြင်းဖြင့်တမ္မတန်ထမင်းဆိုင်ရရှိတည်တက်ခံရင်း၌ရအောင်ကူညီပံ့ပိုးပေးလို့ရှိရင်သူရရှိမှာပါ။နေရာတိုင်းမှာတော့ဒုက္ခကိုစီကိုစီရှိပေမဲ့ကျွန်တော်တို့ ကျွန်တော်ဆိုင်လေးရနေပြီးတော့ကျွန်တော်တနေ့ကိုလူထောင်နဲ့ချီဇေယိတ်တက်တာပြီးရောင်းပေးနေအောင်ပံပိုးပေးတဲ့စေတနာရှင်တွေရှိလို့လေကျွန်တော်တို့ရောင်းနိုင်တာပါအဲကျွန်တော်တို့မိသားစုကလှူအားဒါနာပါတကယ်စေတနာရှင်တွေကငွေအားဒါကျွန်တော်တို့စံစီစားအားတွေနဲ့လှူပေးတဲ့အလူရှင်တွေကြောင့်ကျွန်တော်ဒီနေ့ရက်တည်နေပါပဲအလူရှင်တွေနဲပါလာရင်တော့ကျွန်တော်တို့လေလောက်ကတာနည်းနည်းခက်ခဲရတာပေါ့တအားဝမ်းတာပါတယ်လှူပေးတဲ့ဒါဆရာတော်ဖះရောက်လေတအားကျေးဇူးတင်ပါတယ်ခုနှစ်ရက်သားသမီး ဆရာတော်ဖေအောင်အမြဲတမ်းပံ့ပိုးပေးနေတဲ့ခொနည်းသားသမီးအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျာ